Hello sweetheart the presenter ကာယူဖြစ်ပါတယ်ဒီနေ့မှာတော့ဒီကိုရဲ့ပေါ့နော် energy check လေးအခုလက်ရှိပြစ်စုံပန် energy check နဲ့ဟာဒီအနာဂတ်ပေါ့နော် future အတွက် energy check လေးရဲ့ guidance message လေးကိုကြည့်ထားပေးပါတယ်အာဆိုတော့ဒီခါလေးကတော့ pine 1ဖြစ်ပါတယ်ဒါလေးကတော့ pine 2ပေါ့နော်ဒီပိုင်းလေးကတော့ pine 3ဖြစ်ပါတယ်ဆိုတော့ဒီ pine ၄ခုထဲမှာကိုယ့်ရဲ့ပေါ့နော် energy နဲ့ အဲကိုက်မယ်လို့ခံစားရတဲ့ဖန်လေးတစ်ခုကိုရွေးချယ်ပြီးတော့ caption မှာရေးပေးထားတဲ့ time stamp လေးအတိုင်းကိုယ့်ရဲ့ written လေးကိုတွားရောက်ပြီးတော့ကြည့်ရှုလို့ရပါတယ်။ဒီ video လေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင် like and share လုပ်ခြင်းဖြင့် you ကိုကူညီပေးလို့ရပါတယ်။ကျေးဇူးတင်ပါတယ်။ Hello ဒါလေးကတော့ဖိုင်1ကိုရွေးချယ်ထားတဲ့သူတွေအတွက် reading ဖြစ်ပါတယ်။အယုံဆုံးပေါ့နော်ဒီကတ်ကလေးကကြတော့ကိုယ့်ရဲ့အခုလက်ရှိ present moment ရဲ့ energy check လေးပေါ့နော်လက်ရှိ energy check လေးကိုလုပ်လိုက်တဲ့အခါမှာဆိုရင်အခုလောလောဆယ်ပေါ့နော်ကိုယ်အနေနဲ့ကလေးနည်းနည်းလေးလိုမျိုးစိတ်ထဲမှာပင်ပန်းအနှံ့တဲ့လိုမျိုးခံစားနေရတာမျိုးအာတခုခုလှုပ်ချင်ကြင်စိတ်တိတ်ပြီးတော့မရှိရဲ့ပုံစံမျိုးတွေဖြစ်နေတတ်တာမျိုး အာပြီးတော့နည်းနည်းအဲ့လိုမျိုးပြင်းနေတဲ့ energy အနေထားမျိုးလေးရှိတာအစိတ်ထဲမှာတော့ဟိုအလေးလောက်ရအောင်မယ်ဒီကလေးလောက်ရအောင်မယ်ဆက်သက်ဖြစ်ပေါ့နော်အဲ့လိုမျိုးတော့ရှိနေတယ်ဒါပေမဲ့တကယ်တမ်းအထပြီးတော့မလုံဖြစ်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးတိတ်ပြီးတော့အလုံးမပြီးမြောက်တဲ့ပုံစံမျိုးတွေဒါမှမဟုတ်လေလုံနေရဆိုလို့ရှင်တော့မှကိုယ်စိတ်ထဲမှာအဲ့လောက်ကြီးမပျော်ဘူးတိတ်ပြီးတော့ enjoyment ဖြစ်ဖို့ဆိုရယ်ပုံစံမျိုးတွေဒါမျိုးတွေဖြစ်နေတတ်တာတွေ့တယ်နောက်တစ်ခုကကြတော့ပေါ့နော်အဲ့လိုကိုယ့်ရဲ့အခုလက်ရှိအနေထားအခုလက်ရှိပေါ့နော် ရှိနေတဲ့ပုံစံကိုယ့်ရဲ့ daily life ဒါမျိုးနဲ့ပတ်သက်ပြီးလည်းနည်းနည်းလေးအာညှိငွေ့နေတဲ့ပုံစံမျိုးလေးပေါ့နော်အဲလိုစိတ်ထဲမှာအာညှိငွေ့နေတဲ့ energy မျိုးလေးရှိနေတတ်တာကိုတွေ့ရတယ်အဲကိုယ့်အတွက်တစ်ခုခုအလိုစမ်းသက်တဲ့အရာလေးကိုလိုချင်နေတာအာစိတ်လှုပ်ရှားစရာကောင်းတဲ့အရာမျိုးတွေကိုမျှော်လင့်နေတာမျိုးအတ္တစမ်းလေးတွေပေါ့နော်အင်းဘယ်လိုပြောမလဲစိတ်ထဲမှာအလိုအတ္တစမ်းလေးတွေကိုအလိုချင်နေတာမျိုးဒီလိုပုံစံမျိုးဖြစ်နေတတ်တာတွေ့ရတယ် နောက်ထပ်ထွက်ခွာကြသည့်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်စိတ်ထဲမှာပေါ့နော်လို့ကိုကိုကိုတိတ်ပြီးတော့အားမလို့အားမြန်ဖြစ်နေတတ်တာမျိုးလေးတွေဒါမျိုးလေးတွေရှိတတ်တယ်နောက်တစ်ခုကကျတော့ပေါ့နော်လို့အဲကိုရဲ့အနာဂတ် future ဒါမျိုးနဲ့ပတ်သက်ပြီးတော့လည်းအများကြီး စဉ်းစားနေမိတတ်တာမျိုးပေါ့နော် over thinking လေးတွေဖြစ်နေတတ်တာမျိုးအာဒါမျိုးလေးတွေတွေ့ရတယ်ပေါ့နော်ဆိုတော့လုံးလုံးဆယ် energy လေးကတော့နည်းနည်းလေးလေးလံနေရလို့ပြောလို့ရှာတယ်ပြီးတော့ဒီမှာဆိုရင် physical ဘိုင်းမှာ ဆိုလည်းနည်းနည်းအလုံးညောင်းညကြိုက်ခင်းမှုတွေဖြစ်နေတာမျိုးအာဒီစိတ်ပေါ့နော်တိတ်ပြောမလန်းတာဒီခန္ဓာကိုယ်တိတ်ပြောမလန်းတာမျိုးတွေဒီလိုမျိုးတွေဖြစ်နေတတ်တာတွေ့ရပေါ့နော်ကျန်းမာရေးဘိုင်းမှာဆိုလည်းအလုံးနည်းနည်းလေးနာကျင်ကြိုက်ခင်းမှုဝေဒနာလေးတွေရှိနေတာမျိုးဒီလိုပုံစံမျိုးတွေဖြစ်တတ်တာတော့ မြင်ရရပေါ့နော်ဆိုတော့ဒါကတော့လောလောဆယ်ရဲ့ energy check လေးကိုကြည့်ထားပေးရပေါ့နော်ဆိုတော့ဒီကလေးကတော့อืมကိုယ့်ရဲ့ပေါ့နော်အတွက်ကိုဒါ guidance သဘောတရားမျိုးလေးလို့ပြောလို့ရတယ်အာပြောရင်တော့လို healing message လို့ပုံစံမျိုးလေးပေါ့နော် guidance လေးကကြတော့อืมဒီမှာများသောဆိုလို့ရှင်ပေါ့နော်ကို့အနေနဲ့ကလက်ရှိမှာနည်းနည်းလေးအားပြန်ဖြည့်ဖို့လိုတဲ့ပုံစံမျိုးလိုမျိုးခံစားရတယ်နည်းနည်းကို့အနေနဲ့ကိုဘယ်လိုပြောမလဲ recharge လုပ်ရမယ့်အချိန်ပေါ့နော်ဆိုတော့အဲကိုချစ်တဲ့သူတွေကိုရဲ့မိသားစုကိုရဲ့တငယ်ချင်းဟွန်းဒါမျိုးတွေနဲ့ပေါ့နော်အချိန်အတူတူကုန်ဆုံးတာမျိုးလေးတွေလုပ်တဲ့နဲ့အဲစကားပြောတာမျိုးလေးတွေအာနည်းနည်းပေါ့နော်ကိုရဲ့စိတ်ထဲမှာရှိတဲ့ဟာလေးကိုယဉ်ဖွင့်တာမျိုးလေးတိုင်ပင်တာမျိုးလေးတွေဒီလိုမျိုးလေးတွေလုပ်လို့ရတယ်အဲကိုပြောတော့ကိုဘေးနာမှာလို့တရရောက်ရှိနေပေးဖို့လိုအပ်နေတယ်ဆိုတော့ energy လက်ရှိရပေါ့နော်ကိုကအဲ့လို energy မျိုးဖြစ်နေရလို့ခံစားရတယ်ဆိုတော့အဲကိုရဲ့ဒီ စိတ်ခံစားချက်ကိုတခြားလေးနားလည်ပေးနိုင်မဲ့သူအဲကိုယ့်အတွက်ကိုပေါ့နော်ဒါပေးနားမှာရှိနေပေးမဲ့သူနဲ့အထူးတူပေါ့နော်အချိန်ကုံဆုံးတဲ့ပုံစံမျိုးလေးတွေပြောချင်တာတွေ့ရတယ်။နောက်တစ်ခုကကျတော့ကိုယ့်အတွက်ကိုပေါ့နော်တခုခုဒီမှာဆိုလို့ရှိရင်လို့ရွေးချယ်စရာလေးတခုခုပေါ်လာဖို့မြင်ရတယ်။အာဆိုတော့ဒါခုလို့ရှိမှာကိုယ့်အတွက်ရွေးချယ်စရာလေးတွေရှိနေရမျိုးလည်းဖြစ်နိုင်တယ်။ဒါမှမဟုတ်လည်းဒါနောက်မှာပေါ်လာမယ့် ရွေးချယ်စရာလေးပေါ့နော်ဒီဟာကိုလုပ်မလားမလုပ်ဘူးလားဒါမှမဟုတ်လေအဒီတစ်ခုလားဟိုတစ်ခုလားစသဖြင့်အဲ့လိုမျိုး choice တွေပေါ့နော်ပေါ်လာဖို့ရှိရယ်ဆိုတော့အဲ့ဒီခါမျိုးကြာလို့ရှိရင်ကိုယ့်ရဲ့အဲအတွင်းထဲကပေါ့နော်ပြောနေတယ်စိတ်ထဲကနေပြီးတော့လလလလရှိတယ်ပေါ့နော် direction ကိုလလလလရှိရဲ့ရွေးချယ်မှုလေးကိုပြုလုပ်တဲ့ပုံစံမျိုးပြောချင်တာတွေ့ရယ်နောက်တစ်ခုအကြာဒီမှာပေါ့နော်နည်းနည်းကိုယ့်အနေနဲ့ကလေကိုယ့်ရဲ့စိတ်ကလေးကိုလည်းအာ မလက်လှုပ်ထားဖို့ပေါ့နော်ရှော့ထားဖို့ပြောချင်တာလေးတွေ့ရတယ်ဒီမှာဆိုရင်နည်းနည်းပေါ့နော်အဲ့လိုကိုယ့်ရဲ့စိတ်ခံစားချက်လေးတွေကတခါလေမှာအဲ့လို emotional ဖြစ်တာမျိုးတွေတို့အာခံစားလွယ်တာမျိုးတွေတွေနည်းနည်း sensitive ဖြစ်တဲ့ပုံစံမျိုးတွေဒီလိုမျိုးလေးတွေရှိတတ်တယ်ပေါ့နော်ဆိုတော့ဒါလေးတွေကိုနည်းနည်းလေး short ထားဖို့အရေးကြီးတဲ့ပုံစံမျိုးပြောချင်တာတွေ့ရင်ကိုယ့်အတွက်ကကောင်းမွန်တဲ့ connection တွေအဲပြောရင်တော့ကိုယ့်အတွက်ကိုအကူအညီ ဖြစ်စေမဲ့သူမျိုးတွေ အဲကို့ကိုကောင်းပေးမဲ့သူကို့ကိုချစ်ပေးမဲ့သူမျိုးတွေဒီလိုမျိုးတွေလည်းနောက်ထပ်ကိုထပ်ပြီးတွေ့လာရဖို့ရှိရပေါ့နော်ဒါကြောင့်မလို့အဲလက်ရှိအခြေအနေလေးမှာကိုယ့်ရဲ့ဒီစိတ်ကလေးကိုတခြားလေးဟမ်ဘယ်လိုပြောမလဲတတော်တတာလေးဖြစ်အောင်ပေါ့နော်နေဖို့အရေးကြီးတယ်ဒါမျိုးလေးပြောချင်တာတွေ့ရပေါ့နော်ဆိုတော့ဒါနောက်ဆုံးကြံတဲ့ကတ်ကလေးကကြတော့ကိုယ့်ရဲ့ဒီ future အတွက်ပေါ့နော်အနာဂတ်အတွက်ကို energy check လေးလောက်ထားပေးရဲ့ဆိုတော့ဒီကတ်ကလေးက tarot deck တွေမှာ ဒါ extra ပါတဲ့ကတ်လို့ပြောလို့ရရပေါ့နော်လောကအလုံး energy strong ဖြစ်တဲ့အခါမျိုးတွေမှာသူကထွက်လာတတ်တယ်ဆိုတော့အာဒါပေမဲ့ future အတွက်ကိုပေါ့နော်ဆဲတဲ့နေရာမှာဒီမှာဆိုရင် present moment ဆိုရင်ကတ်ကလေးကထွက်လာတယ်ဆိုတော့ um ဘယ်လိုမျိုးပြောချင်တာဖြစ်နိုင်လဲဆိုတော့ကိုရဲ့ပေါ့နော်ဒီအနာဂတ်ကအခုလက်ရှိပြဿနာပေါ်မှာအများကြီးမူတည်နေရမျိုးဖြစ်နေမယ်လက်ရှိမှာကိုလှုပ်လိုက်တဲ့အရာတွေကိုစူးစမ်းတဲ့အရာမျိုးတွေကိုရွေးချယ်လိုက်တဲ့ဟာလေးတွေဒါလေးတွေအနာဂတ်မှာအများကြီး တက်ရောက်မှုသွားပြီးတော့ရှိတာမျိုးပေါ့နော်ပြောရင်ကိုယ့်ရဲ့အနာဂတ်ကိုကိုယ်ကဖန်တီးနိုင်တဲ့ပုံစံမျိုးအဲကိုယ့်ရဲ့ free will နဲ့ပေါ့နော်သွားနိုင်တဲ့ပုံစံမျိုးဖြစ်လိမ့်မယ်ဆိုတော့ဒီမှာတော့လေအဲကက်လေးရဲ့ energy အရဆိုလို့ရှင်တော့အနာဂတ်အကြောင်းကိုအရင်อืมတအားကြီးပေါ့เนาะအများကြီးလှမ်းပြီးတော့ပေါ့เนาะအဝေးတွေးနေရထပ်ဆိုင်လို့ရှိရင်เนาะအခုလက်ရှိမှာကိုကဘာကိုအကောင်းဆုံးလုပ်နိုင်မလဲအခုလက်ရှိမှာကိုဘယ်လိုမျိုး ဘယ်လိုပြောမလဲစ조사လို့ရလဲပေါ့နော်လက်ရှိရောပဲပို့ပြီး focus လုပ်စီခြင်းနဲ့ပုံစံကိုတွေ့ရတယ်အခုလောလောဆယ်မှာလည်းကို့အတွက်ကိုကောင်းတဲ့အရာတွေရှိနေနိုင်တယ်အခုလောလောဆယ် moment မှာလည်းကိုတက်မိုးထားမယ့်အရာတွေအဲကို့အတွက်အမြတ်တနိုးပေါ့နော်ထားမယ့်အရာမျိုးတွေဒါမျိုးတွေရှိနေလိမ့်မယ်ဆိုတော့လက်ရှိရောနည်းနည်းပို့ပြီး focus လုပ်စီခြင်းနဲ့အာယုံစူးစိုက်ပြီးတော့သွားစီခြင်းနဲ့ဒီလိုပုံစံမျိုးကိုပို့ပြီးခံစားရတယ်ပေါ့နော်အာပြီးတော့ဒီ လက်ရှိမှာကိုစူးစမ်းတဲ့ဟာလေးတွေက future မှာကိုအတွက်ကိုအရာထင်လာတာမျိုးဖြစ်နိုင်မယ်။ပြီးတော့အနာဂတ်မှာဆိုလို့ရှင်ကိုအတွက်ကလေတကူကိုအဲ့လိုမျိုးဖလန်းပွင့်သွားမယ် energy မျိုးလိုမျိုးခံစားရတယ်။ဆိုတော့လောလောဆယ်ပေါ့နော်နည်းနည်းလေးကိုအတွက်ကိုအာ energy ပေါ့နော်ပိတ်မိနေရမျိုးလေးရှိရယ်။တောင်းမလို့အချိန်ကျန်ကြာနေတဲ့ကိစ္စမျိုးလေးတွေရှိရယ်။ ဆောင်ဆိုင်နေရတဲ့အရာမျိုးတွေဒါမှမဟုတ်လည်းလမ်းပြောင်းနေတဲ့ပုံစံမျိုးတွေဘာဆက်လုပ်ရမှမသိဘူးဆိုတော့အခြေအနေမျိုးတွေပေါ့နော်ဒီလိုမျိုးတွေရှိနေရဆိုရင်တော့မှဒါအနာကတ်မှာကိုယ့်အတွက်ကတသမတ်တစ်ခုခုဟောလမ်းကြောင်းပေါ်လာတာမျိုးအင်းကိုရဲ့ life ကိုကိုဘယ်လိုမျိုးဆက်ပြီးသွားရမလဲအဲဘယ်လို career မျိုးရွေးချင်မလဲဒါမှမဟုတ်လည်းဘယ်လိုအခြေအနေမျိုးနဲ့ပေါ့နော်ကိုရဲ့ life ကိုတည်ဆောက်မှလည်းစသက်ဖြစ်ပေါ့နော်တေချာတဲ့ရှင်းလင်းတဲ့အရာလေးတစ်ခုတော့ကိုယ့်အတွက်ကို ွင့်လန်းလာမှုရှိမယ်ပေါ့နော်ဒီလိုမျိုး energy မျိုးလေးကိုခံစားရပါတယ်ဆိုတော့ဒီကလေးကတော့ဖိုင်ဝမ်ကိုရွေးချယ်တာတူလေးအတွက် reading ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် Hello ဒါလေးကတော့ Pine 2ကိုရွေးချယ်ထားတဲ့သူတွေရဲ့ dry reading ဖြစ်ပါတယ်။ဆိုတော့အရင်ဆုံးပေါ့နော်ဒီကတ်ကလေးကတော့ Lossy ရဲ့လက်ရှိပေါ့နော် present moment ရဲ့ energy check လေးကိုကြည့်ထားပေးပါတယ်။ဆိုတော့ Lossy ပေါ့နော် energy အရဆိုလို့ရှိရင် အခုချိန်မှာပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာနည်းနည်းလှုပ်ချင်တာလေးတွေများနေတာမျိုးပေါ့နော်အလိုစိတ်ထဲမှာတွေးထားတဲ့အရာတွေများနေတာအကောင့်တက်ဖို့ချင်တဲ့ကိစ္စမျိုးတွေများနေတာနည်းနည်းလေးလိုစိတ်များနေတဲ့ပုံစံမျိုးလေးကိုတော့တွေးရတယ်အာဆိုတော့အဓိကလောလောဆယ်ကိုအတွက်လိုအပ်တာကြတော့လေအလိုစိတ်အာရုံစူးစီးဖို့ဒါမှမဟုတ်လေတခုခုအာဘယ်ဟာကိုပို့ပြီးတော့ဦးစားပေးပြီးတော့လုပ်မလဲဆိုတာကိုသိဖို့ပေါ့နော်ရွေးချယ်ဖို့ဒီလိုမျိုးလုပ်နေရတွေ့ရဲ့ နောက်တစ်ခုကကြတော့ပေါ့နော်ဒီမှာ account ထဲပေါ်ချင်တဲ့အရာလေးတွေများနေတယ်လှုပ်ချင်တာတွေများနေတယ်ဒါပေမဲ့တကယ်တမ်းပေါ့နော်ကိုလှုပ်ဖို့ကြံစီလိုက်တယ်လှုပ်ဖို့ပေါ့နော် account ထဲပေါ်ဖို့အတွက်ကိုစပြီးတော့อืมခြေလန်းစလိုက်တယ်ဆိုလို့ရှင်ရယ်နည်းနည်းကုတ်တော့ကိုအခက်ခဲပေါ့နော်ပေါ်တက်တာမျိုးအနှောက်ယှက်လေးတွေဝင်လာတက်တာမျိုးစပြီးလှုပ်ဖို့နေရာမှာပေါ့နော်နည်းနည်းအဖြက်ကလေးတွေပေါ့နော်ရှိနေတက်တာမျိုးဒီလိုမျိုးလေးတွေလည်းတွေ့ရယ်ပေါ့နော်နောက်တစ်ခုကကြတော့ လလုံးဆယ်ကိုယ့်ရဲ့ overall energy မှာကောင်းတဲ့အရာကြတော့လေအဲ့လိုနည်းနည်းလေး motivation ပြည့်နေတဲ့ပုံစံမျိုးတော့တွေ့ရတယ်။တကူဆိုရင်ကိုယ့်အတွက်ကဆရာထက်သန်မှုကရှိနေတယ်။အာပြောရတော့အဲ့လိုယုံကြည်ချက်လေးခိုင်ခိုင်မာမာလေးနဲ့ပေါ့နော်။အာတကူဆိုရင်တခြားလေးလုံမယ်ဆိုတဲ့စိတ်မျိုးလေးပေါ့နော်။အဲ့လိုမျိုးဆရာထက်သန်မှုကတော့ရှိနေတယ်လို့ပြောလို့ရတယ်။ ်နောက်တစ်ခုအနေနဲ့ကကြတော့ပေါ့နော်နည်းနည်းတော့တချို့တော့ပေါ့နော်တချို့ဘက်မှာတော့ stress လေးဖြစ်နေတတ်တယ်ဆိုတော့ maybe ဒါတော့လူမှုရေးပိုင်းနဲ့ပတ်သက်ပြီးပုံပြီးခံစားရတယ်ပေါ့နော်လူမှုရေးပိုင်းဖြစ်ဖြစ်ကိုယ့်ရဲ့အလိုမိသားစုရေးရပေါ့နော်ဒီလိုမျိုးနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်တော့ကိုယ့်အတွက်ကိုနည်းနည်းလေးအာ အစိပ်ပိစီမှုလေးပေါ့နော်ရှိနေတတ်တာမျိုးဖြစ်နိုင်တယ်ဒါကိုယ်တိုင်းပါဝင်ပတ်သက်နေကိစ္စမဟုတ်ဘူးဆိုရင်တော့မှကိုယ့်ရဲ့မိသားစုမှာ ဖြစ်နေတဲ့အရာအဲကိုယ့်ရဲ့ပေါ့နော်ပြီးပါဝင်ခြင်းသူတွေမှာဖြစ်နေတဲ့အရာသူတို့ရဲ့ပြဿနာလေးတွေသူတို့ရဲ့အဆင်မပြေမှုတွေအဲအဲ့လိုမျိုးပေါ့နော်နည်းနည်းစင်ရစရာလေးတွေဒါလေးတွေကကိုယ်လာပြီးတော့ရိုက်ခတ်မှုဖြစ်နေတတ်တာမျိုးပေါ့နော်အဲပြောရတော့ကိုယ်မသိချင်ဆောင်နေလို့မရတဲ့ကိစ္စမျိုးတွေအဲ့လိုမျိုးပေါ့နော်ဒါလေးတွေအဲကိုယ့်ရဲ့ဘေးပတ်လည်မှာ ဝိဉာဉ်နေတက်တဲ့ပုံစံမျိုးဒီလိုလေးတော့တွေ့ရရပေါ့နော်ပြီးတော့ဒီလက်ရှိ energy ရဆိုလို့ရှင်ပေါ့နော်ကို့အတွက်ကလည်းလို့တခုခုအချိန်မီလုံရမယ့်အရာဒါမှမဟုတ်လည်းလို့အချိန်နဲ့ပေါ့နော်အန်ကိုက်ဖြစ်ရမယ့်ဟာတခုလည်းရှိနေတတ်တာကိုတွေ့ရတယ်နည်းနည်းအချိန်ကကို့အတွက်ကိုအရေးကြီးနေတယ်ဆိုရဲပုံစံမျိုးဟာနည်းနည်း plan ချပြီးလောက်ရမှာမျိုးအဲအဲ့လိုမျိုးပေါ့နော်နည်းနည်းအချိန်နဲ့ပတ်သက်တဲ့ဟာလေးတခုလည်းခံစားရတယ် ်ဒါကအလို near future လို့ပုံစံမျိုးဖြစ်နိုင်တယ် maybe အဲဒီနှစ်ကုန်အတွင်းဟာဒါမှမဟုတ်နောက်နှစ်အတွင်းနောက်ထပ်2လ3လအတွင်းဆက်သက်ဖြစ်ပေါ့နော်အလိုမျိုး time frame နဲ့ကိုတခုခုကိုတခြားလောက်ရမယ်ဆိုတော့အရာတခုရှိနေလိမ့်မယ်ပေါ့နော်ဆိုတော့ဒါတော့လက်ရှိရဲ့ overall energy လေးကိုကြည့်ထားပေးရပေါ့နော်ဒီအလေးကကြတော့ကိုယ့်အတွက်ကို guidance လေးပေါ့နော်ပြောရင်တော့ healing message လို့ပုံစံမျိုးလေးအဲကြည့်ထားပေးပါတယ်ဆိုတော့ ဒီ energy လေးကိုစိုက်တာတခုอ่ะကြတော့ဗောနော်လက်ရှိမှာကိုယ့်အတွက်ကကိုပေါ့နော်လုံနေရဲ့အရာ ကိုသွားနေရဲ့လမ်းကြောင်းအဲကိုရှင်းတန်နေရဲ့ကိုယ့်ရဲ့ daily life ပေါ့နော်ဒီဟာလေးကကိုယ့်အတွက်ကို align ဖြစ်တယ်လို့ပြောလို့ရတယ်ပြောရင်တော့ကိုယ့်အတွက်ကိုမှန်ကန်တဲ့လမ်းကြောင်းတစ်ခုကိုကိုယ်ကရှောက်နေတယ်ကိုသွားနေရဲ့လမ်းကြောင်းမှာဆိုလို့ရှင်လဲပေါ့နော်ပို့ပြီးတော့ကောင်းမွန်တဲ့အရာလေးတွေကံကောင်းခြင်းလေးတွေဒါလေးတွေပေါ့နော် ရောက်တာဖို့ရှိရဲဆိုတော့အဲ့လိုမျိုး message မျိုးပေးချင်တာကိုတွေ့ရတယ် လက်ရှိပေါ့နော်အာကိုရဲ့ဒီမှာဆိုရှင်ပို့ပြီးတော့လေကောင်းမွန်တဲ့အတော့အခွင့်အရေးတွေမှာကို့အတွက်ကိုရောက်လာဖို့ရှိရလို့ပြရဲဆိုတော့ဒါအလောက်ကိုင်ခွင့်လန်းပုံစံမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်ပညာရေးနဲ့ပတ်သက်ပြီးတော့လေတခုခုပေါ့နော်အဲ့လိုနောက်ထပ်အတဆင့်ဝင်ထပ်ပြီးတော့တက်လန်းတဲ့ပုံစံမျိုးလေးအဲပို့ပြီးတော့လိုခက်တတ်ကလေးရှိကိုရောက်တာမျိုးတိုးတက်တာမျိုးဒီလိုပုံစံမျိုးဖြစ်နိုင်ချေရှိရတွေ့ရရပေါ့နော်ပြီးတော့ဒီမှာပေါ့နော် ကြည့်ရတော့လို့ဆိုလို့ရှင်ရ maybe အခုလရှိအချိန်နေမှာပေါ့နော်နည်းနည်းလေးတချို့ကိုအတွက်ကိုပင်မန်းအောင်မျိုးလေးတွေအဲကိုအနေနဲ့အလိုတခြားဆိုက်ပြီးတော့လုပ်နေရတဲ့ဟာမျိုးလေးတွေအာကိုရင်ကိုကြောက်ပေါ့နော်ကိုကကိုကိုပြီးတော့ကိုထူကိုထအဲလှုပ်ဆောင်နေရတယ်စဉ်းစားနေရတယ်အဲအဲ့လိုမျိုးအရာမျိုးလေးတွေရှိနေနိုင်တယ်ဒါပေမဲ့ရှေ့ရှောက်မှာဆိုလို့ရှင်ရအာ ဘယ်လိုပြောမလဲကိုသွားချင်တဲ့နေရာပေါ့နော်ကိုရောက်ချင်တဲ့နေရာဒီလိုမျိုးကိုတေချာဘက်ကိုရောက်လိမ့်မယ်ဒါကြောင့်မလို့ဆက်ပြီးတော့စူးစမ်းစီခြင်းနဲ့အရှုံးမပေးဘဲနဲ့ပေါ့နော်လက်မလျှော့ဘဲနဲ့စိတ်စိတ်မပြတ်ဘဲနဲ့ပေါ့နော်အဲ့လိုမျိုးဆက်ပြီးသွားချင်ခြင်းနဲ့ဆိုတဲ့ပုံစံမျိုး keep going ပေါ့နော်အဲ့လိုမျိုး energy မျိုးလေးကိုခံစားရတယ်ပေါ့နော်နောက်တစ်ခုကကြော်လေးအကိုကိုအခုလိုက်ရှိမှဒီပြပောင်းခြင်းမှာရှိနေတဲ့အလားတရားလေးကိုပို့ပြီးတော့ တတိထားမိစေခြင်းနဲ့ဆိုရဲခံစားချက်မျိုးရှားတယ်ပြောရင်တော့ဒီတဘာဝတရားနဲ့ပတ်သက်တဲ့အရာမျိုးလေးတွေဖြစ်နိုင်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းဒါပန်းလေးရရှိမယ်တစ်ပင်လေးတောတောင်လေးရရှိမယ်အဲတလိမ့်ဆန်လေးရရှိမယ်အာဒီကောင်းငင်ရရှိမယ်ဆက်သက်ချက်ပေါ့နော်အဲ့လိုမျိုးတဘာဝရဲ့အလှတရားလေးတွေကိုပို့ပြီးတော့တတိထားစေခြင်းနဲ့အာဒါလေးတွေကိုခံစားရင်းနဲ့ပေါ့နော်ကိုယ့်ရဲ့ daily life လေးကိုပြောရင်တော့ energy မြင့်တင်စေခြင်းနဲ့ဆိုရဲအဲ့လိုမျိုး message မျိုးလေးရရဲပေါ့နော် ဆိုတော့ဒါလေးကတော့ guidance message လေးပေါ့နော်ဒီနောက်ဆုံးကလေးကကျတော့ကိုယ့်ရဲ့ဒီလာမယ့်အနာဂတ်အတွက် future အတွက်ကို energy check လေးပေါ့နော်ဒီကက်လေးကိုတော်တော်လေးသဘောကျရဲ့လုံးဝပေါ့နော်ဒီကက်ရဲ့ပုံလေးရောဟာတို့ရဲ့ energy ရောကကိုယ့်အတွက်ကိုကျွမ်းတော့ the star ဆိုတဲ့အတိုင်းပဲပေါ့နော် energy ကတော့ကောင်းမိတာဖြစ်တယ်ဆိုတော့အနာဂတ်မှာဆိုလို့ရှိရင် အခုတော့ကတခုခုအလိုမျိုးအောင်မြင်မှုရရှိတဲ့ပုံစံမျိုးဖြစ်နိုင်နေအဒီမတော်လို့ career လို့ပညာရေးပိုင်းလို့ပို့ပြီးတော့ခံစားရတယ်နောက်တစ်ခုရှိရတာဒီကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာပေါ့နော်ခံစားချက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့တချို့ healing ဖြစ်သွားတဲ့အရာမျိုးလေးတွေရှိနိုင်မယ်လို့တွေ့ရတယ်ဒီအခြေရေးပိုင်းနှလုံးသားရေးပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်တခုခုစိတ်ထဲမှာကိုကအဲကိုယ့်အတွက်မကောင်းမွန်တဲ့အရာတွေကိုလွှတ်ချလိုက်နိုင်တာမျိုး 음ကိုယ့်အတွက်ပေါ့နော်ရှိခဲ့တဲ့ trauma လေးတွေ healing ဖြစ်သွားတာမျိုးဒီလိုမျိုးဖြစ်နိုင်တယ်အဲကိုယ့်ရဲ့ပေါ့နော်ဒီစိတ်ထဲမှာမျောလင်းချက်အစ်စ်ကလေးတွေကောင်းမွန်တဲ့ပေါ့နော်လို့ idea အစ်စ်ကလေးတွေဒါမျိုးတွေပေါ့နော်ပေါ်ထွက်လာတာမျိုးနောက်တစ်ခုကျတော့ကိုယ့်ရဲ့တည်ထွင်နိုင်စွမ်းပေါ့နော် creation အလုံးနိုင်တဲ့ energy တွေပို့ပြီးတော့ပေါ်ထွက်လာတာမျိုးဖြစ်နေမယ်အဲပြီးတော့ဒီမှာဆိုရင်အနာဂတ်မှာပေါ့နော်ကိုယ့်ရဲ့ ဘယ်လိုပြောမလဲခုံတဲ့င်းကမွေးပြန့်တဲ့ပုံစံမျိုးဖြစ်နိုင်တယ်ပြောရင်တော့ကိုကဘယ်ဟာပဲလုံနေလုံနေပေါင်းမချင်မှာဆိုရင်ကိုကိုကိုဆိုလို့ရှိရင်ဒါဘယ်လိုပြောမလဲလူတိများတာမျိုးပေါ့နော်အဲကိုကိုလူချစ်လူခင်များတာမျိုးအဲဒါမှမဟုတ်ကိုလုံတဲ့အလုပ်ဟာကိုကိုဟာချစ်ချိုးကောင်ပြောရတဲ့များတာမျိုးဒီလိုမျိုးဖြစ်နိုင်တယ်ပြောရင်တော့နည်းနည်း popular ဖြစ်တဲ့ energy လေးတခုပေါ့နော်အဲ့လိုမျိုးလေးရှာရဲဆိုစီပိုင်းပိုင်းကလုံနေရဲအဲကိုပိုင်းပေါ့နော်ဒါစီပိုင်းလုံနေတဲ့သူတွေပိုင်းဆိုလို့ရှင်လေပို့ပြီးတော့ဒါ ဖွဲ့စည်းပါရင်လူသိများလာတာတိုးတက်လာတာရောင်းအောင်ပဲကောက်မှမျိုးစသဖြင့်အဲ့လိုမျိုးဖြစ်နိုင်တယ်။တချို့တော့ပညာရေးပိုင်းနဲ့ပတ်သက်ပြီးဆိုလို့ရှင်လဲဒါကိုတက်ချင်တဲ့အကြောင်းတွေပါတက်ရတာမျိုးထားပွဲရတာမျိုးစသဖြင့်ပေါ့နော်အဲ့လိုမျိုးတကူကူကူတက်မှတ်တိုင်းလေးစိုက်ထုံနိုင်တဲ့ပုံစံလေးထားမျိုးလေးဒီလိုမျိုးလေးလည်းတွေ့ရရဲပေါ့နော်ဆိုတော့ဒါလေးကတော့ the future အတွက်ကတ်ကလေးပေါ့နော်ဆိုတော့ဒီ reading လေးကတော့ဖိုင်ချူကိုရွေးချယ်ထားတဲ့သူတွေအတွက်ပြီးတင်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် ဟယ်လိုဒါလေးကတော့ Pine Tree ကိုရွေးချယ်ထားတဲ့သူတွေအတွက် reading ဖြစ်ပါတယ်။အရင်ဆုံးတော့ဒါလက်ရှိရဲ့ပုံတော့ energy check လေးကိုလုပ်ထားပေးပါတယ်။ဆိုတော့လက်ရှိ energy ကိုကြည့်တဲ့အခါမှာဆိုရင်ဒီမှာကြည့်ရအောင်ပေါ့နော်။ကိုယ်အနေနဲ့က loss ဆယ်မှာနည်းနည်းလေး လိုချင်တဲ့ຢာလေးတွေများနေတဲ့ပုံစံမျိုးလိုမျိုးခံစားရတယ်။ဝယ်ချင်တဲ့ပစ္စည်းတွေများနေတာအသုံးဆောင်ပစ္စည်းပဲဖြစ်ဖြစ်တခုခုပေါ့နော်အလားပါနဲ့ပတ်သက်တာမျိုးလေးပဲဖြစ်ဖြစ်အဲတခြား electronic ပစ္စည်းလိုပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဆက်ပစ္စည်းနဲ့သက်ဆိုင်တဲ့ຢာမျိုး ouma phone တို့ laptop တို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးအရာမျိုးတွေ material things တွေနဲ့ပတ်သက်ပြီးတော့လိုချင်တဲ့စိတ်ကလေးများနေတာတွေ့ရတယ်။အော် နောက်တစ်ခုကကြတော့ကိုယ့်စီမှာရှိနေရပေါ့နော်ဒီကိုယ့်ရဲ့ဝင်ငွေတို့ income ပေါ့နော်ဝင်ငွေပိုင်းနေငွေကြေးပတ်စံဒီလိုမျိုးနေပတ်သက်ပြီးတော့အဲ့လိုစိတ်ထဲမှာပို့ပြီးတော့ထည့်ထားမိတာမျိုးဟွန်းတခုခုငွေကြေးစုဆောင်ဖို့ဖြစ်ဖြစ်ဒါမှမဟုတ်တခုခုပေါ့နော်ငွေကြေးတုံးဆွဲဖို့ပဲဖြစ်ဖြစ်ဒီလိုမျိုး financial ပိုင်းပေါ့နော် manage လုပ်နေတဲ့ပုံစံမျိုးတွေအာတချို့ဆိုလို့ရှိရင်ကိုယ့်ရဲ့အဲ့လိုစီးပွားရေးပိုင်းကိုထပ်ပြီးတော့ အတိုးချက်ဖို့ပေါ့နော်စဉ်းစားနေစဉ်းစားနေရမျိုးရှင်နေမြောက်နှံမှုလောက်ဖို့စဉ်းစားနေရမျိုးတွေအာပြီးတော့ဒီအလုပ်တွေပါရရှာနေတာဒါမှမဟုတ်လဆိုင်ပါတိုးဖို့အတွက်ကိုပြောင်းသိနေတာစသဖြင့်ပေါ့နော်အဲ့လိုမျိုးကြီးဖြစ်နိုင်နေအာပြီးတော့ဒီမှာကိုယ့်ရဲ့ဒီငွေကြေးပိုင်းနဲ့ပတ်သက်ပြီးဆိုလို့ရှင်လဲပို့ပြီးတော့ပေါ့နော်နည်းနည်းအားဆိုင်နေတဲ့အနေထားလေးပေါ့နော်ဒီလိုမျိုးလေးတော့တွေ့ရတယ်နောက်ထပ် energy အရာဆိုလို့ရှင်ပေါ့နော်ဟွန်းနောက်ဆက်မှာ ကို့အနေနဲ့ကတော့ကို့အတွက်ကိုပဲကိုပို့ပြီးတော့တွေးဖြစ်တယ်ဆိုတော့အနေကြီးလေးလည်းခံစားရတယ်။ပြောရင်တော့အလိုတခြားသူတွေဟာအတွက်ကိုပေါ့နော်ပို့ပြီးတော့ကိုကလိုက်ပြီးခံစားပေးနေရမျိုးအတခြားသူတွေကိုပေါ့နော်ပို့ပြီးတော့ဦးစားပေးနေရမျိုးတွေပါတယ်ဒီလိုမျိုးတွေထပ်ဆိုင်လို့ရှင်ရလောလောဆယ်မှာကိုရဲ့စိတ်ခံစားချက်ကိုရဲ့ပေါ့နော်ဒီစိတ်ထဲမှာရှိနေတဲ့အရာကိုဖြစ်ချင်တဲ့အရာကိုရဲ့ဒီဇိုင်းအရာတွေကိုပဲပို့ပြီးတော့ ်ဦးစားပေးတဲ့နယ်လို့ကိုကိုအနေနဲ့တွေးလာတာမျိုးတွေပေါ့နော် maybe ကိုကအရင်တော့ကိုကိုကိုထပ်ဆိုင်လို့ရှိရင်သူများကိုပို့ပြီးတော့ဦးစားပေးခဲ့တာမျိုးသူများကိုပို့ပြီးတော့ချစ်ပေးခဲ့တာမျိုးဒီလိုမျိုးတွေရှိနိုင်ဒါပေမဲ့လောလောဆယ်မှာတော့ပေါ့နော်ဟွန်းကိုကိုကိုပဲပို့ပြီးတော့ချစ်တော်မယ်ကိုကလည်းကိုပဲပေါ့နော် maybe ဒီကိုကောင်းဆန်တယ်ပဲပြောပြောပေါ့နော်အဲကိုဘက်ကိုပဲကိုကြည့်တော့မယ်ဆိုရယ်စိတ်မျိုးလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်နေတတ်တာတော့တွေ့ရဒါကမကောင်းတာတော့မဟုတ်ဘူးကောင်းတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့အဲကိုအနေနဲ့က ဘယ်လိုပြောမလဲ self love လို့ပုံစံမျိုးလေးကြီးအဲကိုယ့်ရဲ့ဒီစီးတစ်ခုပေါ့နော်ဘောင်တစ်ခု ਨੇ ကိုယ့်ရဲ့ energy ကိုဒါချမှတ်လိုက်တာမျိုးလေးကြီးဒီလိုမျိုးလေးတဲ့ကိုယ့်အတွက်ကောင်းတယ်ကောင်းတယ်လို့ပြောလို့ရရပေါ့နော်နောက်တစ်ခုကပေါ့နော်ဒီမှာခံစားနေရတာကြတော့လေอืมတခုခုဒီလာဒီမှာဟိုစိတ်ထဲမှာ maybe တယောက်ယောက်ကပေါ့เนาะတယောက်ယောက်ဆိုရဲ့နေရာမှာ ်ဟာကိုရဲ့ကိုယုံကြည်စိတ်ချလို့ရမယ်သူပေါ့နော်ဖြစ်နိုင်တယ်အဲတရားရောက်ကကိုရဲ့စကားတန်ကြီးကိုနားထောင်ပြီးကောင်းပါပဲဆိုရဲအလိုစိတ်ခံစားချက်မျိုးတချို့ဝင်နေတတ်တာတော့မြင်ရတယ်ပြောရင်တော့အလိုကိုရဲ့နည်းနည်းဝိဖြစ်နေတဲ့အပိုင်းလေးတချို့ရှိမယ်ပေါ့နော်ကိုစီမှဖြစ်နေတဲ့တချို့အကြောင်းအရာတွေကိုတရားရောက်ကိုကပြောပြချင်နေရမျိုးအာနည်းနည်းပေါ့နော်အလိုစိတ်ထဲကနေပြီးဖွင့်ထုတ်ချင်နေတဲ့ပုံစံမျိုး ါမို့လေကိုယ့်ကိုဂရုတစိုက်ရှိပေမဲ့သူရှိရင်ကောင်းမှာပဲဆိုရယ်စိတ်မျိုးပေါ့နော်ဒီလိုမျိုးလေးက self conscious ထဲမှာပေါ့နော်မသိစိတ်ထဲမှာရှိနေတာမျိုးတွေ့ရတယ်ပြောရတော့ကိုယ့်အတွက် listener တယောက်လိုနေတယ်ကိုယ့်ကိုနားထောင်ပေမဲ့သူတယောက်လိုနေရပေါ့နော်ဒီလိုမျိုးတွေ့ရဆနာပြောနေမျိုးအပြင်ပိုင်းမှာတော့ကိုကဟွန်းကိုယ့်နဲ့ကိုတယောက်ထဲလဲဟွန်းအဆင်ပြေတယ်ဒါမို့လေကိုကိုကိုပဲပို့ပြီးတော့ချစ်တော်မယ်အဲကိုယ့်ရဲ့စိတ်ခံစားချက်အဲကိုယ့်ရဲ့ပေါ့နော်ဒီပုံစံအတိုင်းပဲ ကိုယ့်အကိုပဲဦးစားပေးပြီးနေတော့မယ်ဆိုတဲ့ဟာမျိုးကဒါအပြင်ပိုင်းမှာဒီလိုမျိုးနည်းနည်း strong ဖြစ်တဲ့ပုံစံမျိုးနဲ့ရှိနေတယ်ဒါပေမဲ့အတွင်းထဲမှာကျတော့ပြောရင်တော့မသိစိတ်ထဲမှာပေါ့နော်အဲ့လိုမျိုး energy လေးတချို့ခံစားရတဲ့ရက်ကကိုယ်နားထောင်ပြီးကောင်းပါပဲဆိုတော့ feeling မျိုးပေါ့နော်ဒီလိုမျိုးလေးရှိနေတတ်တယ်ပေါ့နော်ဒါတော့လက်ရှိရဲ့ overall energy လေးပေါ့နော်ဆိုတော့ဒီခါကတော့ကိုယ့်အတွက်ကို guidance ပေါ့နော် healing message လို့ပုံစံမျိုးလေး အာကြည့်ထားပေးပါတယ်ဆိုတော့ဒီမှာချက်ရတော့လောက်ကလေးနည်းနည်းလေးပေါ့နော်ဆိုကိုအနေနဲ့ကတခုခုလောက်တဲ့ကိုင်းတဲ့နေရာမှာဆိုရှင်အဲ့လိုကိုအမားလုံးမိမာမျိုးတို့တောင်းမွေကိုလုံးလိုက်လို့ပေါ့နော်အဲ့လိုအစမဖြစ်ဖြစ်သွားမှာလွဲသွားမှာအတခုခုဆိုရှင်ဘယ်လိုပြောမလဲငင်းပယ်ခံရမှာမျိုးပေါ့နော် reject လောက်ခံရမယ် ဟာကိုစိုးရိမ်တဲ့ပုံစံမျိုးလေးတွေဒါလေးတွေကိုနည်းနည်းလေးချော့တင်တယ်လို့တွေ့ရဒီမှာကိုကစိုးရိမ်စိတ်လေးတချို့များတယ်အဲကို့စီမှာလို့ကြောက်ရွံ့တဲ့စိတ်လေးတွေ fears လေးတွေဒါလေးတွေရှိနေတဲ့တာမျိုးမြင်ရတယ်နောက်တစ်ခုကတည်းကပါဝင်ကျင်ကပေါ့နော်ကို့ကိုဘယ်လိုမြင်ကြမလဲပါဝင်ကျင်ကကို့ကိုဘယ်လိုပြောကြမလဲဆိုတော့အဲ့လိုမျိုးနည်းနည်းလေးဘေးရသူရဲ့ပေါ့နော် charge လုပ်တဲ့ဟာမျိုးတွေကိုကိုကอืมနည်းနည်းပေါ့နော်သူ့ တိတ်ပြောကယူဆိုင်ဆရာမလို့ဆိုရဲပုံစံမျိုးပြောချင်တာတွေ့ရတော့ဘေးရလူတွေ charge လုပ်တဲ့ဟာမျိုးစိတ်ထဲမှာမထားနဲ့နောက်တစ်ခုကလို့ကိုကိုကို insecure ဖြစ်တာမျိုးလေးတွေအာတခုခုပေါ့နော် physically mentally ဘယ်လိုပုံစံမျိုးလေးပဲဖြစ်ဖြစ်နည်းနည်း insecure ဖြစ်တာမျိုးလေးတွေကို short တဲ့ပြီးတော့နောက်တစ်ခုကကြတော့ကိုကိုကို embrace လုပ်ဖို့ပေါ့နော်ကိုယ့်ရဲ့စိတ်ကလေးကိုကိုကိုတိုင်းပြန်ပြီးတော့ထွေးပွေထားပေးဖို့လိုအပ်တယ်ဒီလိုမျိုးပြောချင်တာတွေ့ရဲ့ နောက်တစ်တစ်ခုအကြတော့ကိုယ့်ရဲ့ပေါ့နော်ကိုယ့်အရင်ကတော့လောက်ခဲ့ပူတဲ့အရာတွေအဖြစ်ပြက်တွေပေါ့နော် maybe နည်းနည်းလေးอืมကိုယ့်အတွက်နောင်နိုင်ရစရာဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုယ့်အတွက်ကိုလို့နှမျောတတဖြစ်စရာလေးဒါမှမဟုတ်နည်းနည်းပြင်စင်းစားလို့ရှင်ရှုပ်ဖို့ကောင်းတဲ့ဟာလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေကိုဒီဒီမှာကြည့်ရအောင်ဆိုရင်ပြန်ပြီးစဉ်းစားတဲ့အခါကြလို့ရှင်ပေါ့နော်အဲအဲ့ဒီ energy တွေကို change လုပ်တဲ့နယ်ပေါ့နော်ပြောင်းလဲတဲ့နယ်ပြောရင်တော့ဒီကိုယ့်ရဲ့အမားလေးရံနေသင်္ကန်းဆိုင်ယူတာမျိုးတချို့နောင်တလေးရံနေပြောလဲအဲ့လို lesson လေးယူတာမျိုးတခုခုပေါ့နော်ပြန်ပြီးတော့ကိုယ့်အနေကို reflect လုပ်တဲ့နယ်ပေါ့နော်ကိုယ့်ကိုအပြစ်တင်တာမျိုးအဲ့အချိန်တော့အဲ့လိုအလိုရှိခဲ့တာဆိုပြီးတော့ပေါ့နော်ကိုယ့်ကိုယ်ကို မကောင်းမြင်တာမျိုး အဲ့လိုထပ်ဆိုင်လို့ရှိရင်ဒီအားလေးတွေကိုကိုယ်အနေနဲ့လက်ခံတင်တယ်အဲပြုပြင်ပြောင်းလဲတင်တာတွေကိုကြောင်းလဲတင်တယ်ပေါ့နော်ဒါအတွေးမြင်လေးတွေနည်းနည်းလေးပြောင်းစီခြင်းတဲ့ပုံစံမျိုးလေးလိုမျိုးခံစားရတယ်ဒါတူအဲတူချင်းစီတောက်ချင်းစီကတော့ကိစ္စလေးကတော့တူမှာတော့မဟုတ်ပေါ့နော်အဓိကတော့အဲ့လိုမျိုးပဲနည်းနည်းကိုယ့်ရဲ့အမားလေးတွေနောင်တလေးတွေဟာနည်းနည်းကိုယ့်အတွက်ပြန်စဉ်းစားလို့ရှိရင်ပေါ့နော်အခုခုနေပြန်စဉ်းစားလို့ရှိရင်နည်းနည်းရှက်ဖို့ကောင်းတယ်ဆိုပြီးတော့ထင်ရတဲ့အရာလေးတွေပေါ့နော်ဒါလေးတွေနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့အမြင်လေးတွေကိုနည်းနည်းကြောင်းစီခြင်းနဲ့ changes ပေါ့နော်ဖြစ်စေခြင်း ਨੇ ဒီလိုမျိုးတော့တွေ့ရဲဆိုတော့ဒီနောက်ဆုံးကတ်လေးရကြတော့ကိုယ့်ရဲ့ဒီ future self အတွက်ပေါ့နော်အနာဂတ် energy လို့ကြည့်တဲ့အခါမှာဆိုရင် energy လေးကအဆင်ပြေရဲ့ပြောရင်တော့ဒီမှာဆိုရင်ပေါ့နော်ကိုယ့်အတွက်က new beginnings ပေါ့နော်တခုခုအဲ့လိုအသေးစားတင်ခြင်းတွေရောက်လာဖို့တွေ့ရတယ်နောက်တစ်ခုခံစားရတာကြတော့နိုင်ငံခြားအားနဲ့ပတ်သက်တဲ့ကံ energy မျိုးလေးတွေလည်းခံစားရတယ်ပေါ့နော်ဆိုတော့အလုံးကို နိုင်ငံအသက်တစ်ခုခုကိုသွားဖြစ်တာမျိုးဟွန်းဒါမို့လဲအလုပ်တစ်ခုခုရတာမျိုးပဲဖြစ်ဖြစ်အကြောင်းအသက်တစ်ခုစပြီးတော့တက်တာမျိုးပဲဖြစ်အဲ့လိုမျိုးပေါ့နော်အသက်စတင်ခြင်းပုံစံမျိုးကြီးရှိမယ်တချို့သူတွေအတွက်ကကြတော့ဒီစီးပွားရေးပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အသက်စတင်မှုပြုလုပ်တာမျိုးလေးတွေဖြစ်နိုင်ခြင်းရှိရလို့တွေ့ရတယ်။ငွေကြေးကန်လေးလည်းပို့ပြီးတော့ကောင်းလာဖို့ရှိရတယ်။လလောဆယ်ကိုရဲ့ဒီ energy ကလည်း material things တွေဒီလိုမျိုးငွေကြေးနဲ့ပတ်သက်ပြီးရောပေါ့နော်။ စိတ်ထက်ပို့ပြီးရောက်နေတာမျိုးရှိရဲဆိုတော့ဒါအနာကတ်မှာဆိုရင်ကိုလိုချင်တဲ့အာပျက်စီးပျက်စရာလေးရသွားတာမျိုးနောက်မလဲကိုလိုချင်တဲ့ဝင်ဝင်နေထားဝင်ရောက်သွားတာမျိုးအာဒီငွေကြေးပိုင်းနဲ့ပတ်သက်ပြီးရောပို့ပြီးရောဘယ်လိုပြောမလဲကို့အတွက်အားကောင်းလာတဲ့အနေထားမျိုးလေးပေါ့နော် abundance energy လေးပို့ပြီးရောရှိလာတယ်ဆိုတော့အနေထားမျိုးလေးဖြစ်ဖို့ရှိရတွေ့ရတယ် blessings မှာဆိုရင်ထိတ်ဆုံးကကိုယ့်အတွက်ကငွေကြေးနဲ့ပတ်သက်ပြီးတော့ဖြစ်လိမ့်မယ်ပေါ့နော်ဒါအနာဂတ်မှာဆိုရင်ငွေကြေးစီစဉ်မှုပို့ပြီးတော့အားကောင်းလာတဲ့ပုံစံမျိုးလေးတွေဒီလိုမျိုးလေးတွေတွေ့ရတယ်ပေါ့နော်ဟမ်ပြီးတော့ဒီမှာမရတလောက်ပေါ့နော်တချို့သူတွေအတွက်ကလည်းလို့ပိုင်ဆိုင်မှုပစ္စည်းပေါ့နော် maybe အိမ်တို့ခြံတို့ကားတို့ဒီလိုမျိုးနဲ့ပတ်သက်တဲ့ဟာမျိုးလေးတွေလည်းကိုယ်စီဝင်လာဖို့ရှိရအောင်တွေ့ရတယ်ဆိုတော့ရည်ရွယ်ထားတယ်ဆိုလို့ရှိရင်ချင်းမြောက်လာလို့ရှိရဲဆိုတော့ န်နတီမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေ့ရပါတယ်ကျတော့ဒါလေးကတော့ဖိုင်ထရီကိုရွေးချက်ထားတဲ့သူလေးရဲ့ reading ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်